မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းချန်နယ်မှသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကျုံတိုးမြို့နယ်ကော့ကရိတ်မြို့ကိုတော်လရေးတပ်ဖွဲ့များဗျိုင်းတူးဆစ်ဆင်နေပြီးစကန်တချို့တိမ်ပရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကျုံတုံးမြို့ရှိစစ်ကောင်စီတပ်စခန်းများကိုကရင်အမျိုးသားအစည်းအရုံး KNU ပြည်သူ့ကာကွယ်ရေးတပ် PDF မွန်ပြည်သက်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA နဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှာဧပြီလ14ရက်နေ့တွင်စတင်တိုက်ခိုက်နေသည်တလားကြာတိုက်ခိုက်ခဲ့ပြီးနောက်စကန်တချို့ကိုရရှိခဲ့ပြီးစစ်ကောင်စီတပ်ရင်းများကိုပိတ်ဆို့ထားနိုင်ခဲ့ကကျုံတို့မျိုးနဲ့ကော့ဂရိတ်လမ်းပိုင်းကိုဖျက်ချောက်နိုင်ခဲ့သည် စစ်ကောင်စီအခင်းစကန်များနဲ့စကန်ကုံအချို့တိမ့်ပိုက်ရရှိတယ်။ကျုံတို့မြို့အနီးရှိနွားချံကုံကျေးရွာအေးချမ်းသာယာကျေးရွာငါးတိုင်၆တိုင်တို့ရှိရင်ခွဲတောင်စကန်အပါဝင်စစ်ကောင်စီအထိုင်ကျစကန်များကိုတိမ့်ပိုက်နိုင်ခဲ့ပြီးလက်ရှိမှာကျုံတို့နဲ့ကော့ကရိတ်မြို့ကြားရှိခွနတိုင်၈တိုင်၉တိုင်ကျေးရွာတို့ရှိစစ်ကောင်စီစကန်များကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရှိရသည်။ အလားတူကော့ကရိတ်မြို့ရှိစစ်ကောင်စီစက္ကန့်များဖြစ်သည့်အာရှလမ်းမကြီးပေတလန်ကူးကျေးရွာနှင့်ရွာတစ်ကုန်းကျေးရွာတိတ်ရှိစက္ကန့်ကိုလည်းမေလ14ရက်နေ့တွင်တော်လန်ရေပူပေါင်းတပ်ဖွဲ့မှတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့သည်။ရဲစက္ကန့်သည်ရခင်ကခရင်နယ်ကြားဆောင် BGF စက္ကန့်ဟောင်းဖြစ်ပြီးဒေါနာတောင်တွင်စစ်စင်ရေးပြုလုပ်နေသည့် အောင်စေရစစ်ကြောင်းကိုရိခါထောက်ပံ့ပေးနေသောနေရာဖြစ်ကြောင်းတော်လန်ရေတပ်ဖွဲ့များထံမှသိရသည်။ တရံကူးကျေးရွာရွှေကြံမင်းဖုန်ကြီးကျောင်းနဲ့အောင်စေရစစ်တောင်းကိုကိုကဲနေသည့်စစ်ကောင်စီတပ်ဖွဲ့ကိုတော်လရေးအဖွဲ့များမှဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရသည်။လက်ရှိတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးမေးမြန်းရာတင်လိုက်တဲ့စက္ကန့်တွေကတော်တော်များနေပြီ။ဒါပေမဲ့ကျွန်တော်တို့ထုတ်ပြန်လို့မရသေးဘူး။ဘာလို့ထုတ်ပြန်လို့မရသေးဘူးဆိုတာ KNU ဗဟိုကနေပြီးတော့သတင်းပိုင်းဆိုင်ရာကိုချုပ်ကင်ထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ခြေတံလုံးလုံးနဲ့စစ်စင်ရေးလုံးမဲ့အတွက်ကြောင့် သူတို့ပြောထားတဲ့အတွက်ကြောင့်ပြောလို့မရသေးပါဘူးဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မှတာဝန်ရှိသူတို့ကဆိုပါတယ်။ကော့ကရိတ်မြို့ဘေးရှိအာရှလမ်းမကြီးမှာစစ်ကောင်စီစခန်းများကိုတိမ်ပိုင်နိုင်ခဲ့ပြီးကော့ကရိတ်မြို့ကိုဝိုင်းထားနိုင်ပြီဖြစ်ကြောင်းသိရသည်။စစ်ကြောင်းထိုးစစ်ကူထွက်လာသည့်စစ်ကောင်စီစစ်ကြောင်းမှလူတက်ရင်မှုအပါအဝင်တပ်သား30ကျော်တိုက်ဆုံမှု ညဝရီဖအံကာလန်ကိုတော်လရေးတပ်ဖွဲ့များမှထိန်းချုပ်ထားသည့်အတွက်ကျုံတို့မျိုးမှာအင်အား90ခန့်ပါဝင်သည့်စစ်ကြောင်းသည်ဧပြီလ30ရက်နေ့မှစတင်ကာနွားချံကုန်းကြီးရွာဘက်ကိုစစ်ကြောင်းထိုးလာသည့်အတွက်တော်လရေးတပ်များနှင့်တိုက်တွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ရင်းတိုက်ပွဲတွင်ကမ်းရိုးတဲ့စစ်ဌာနချုပ်လက်အောက်ခံဘိုမူးဆိုမင်ထက်ခမာယာ432ဒုတက်ရဲမှုအပါဝင်အကြက်အရာရှိနှင့်တပ်သား30ဦးခန့်တိုက်ဆုံမှုရှိခဲ့ကြောင်းမွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA မှသတင်းထုတ်ပြန်ထားပါသည်။ သူတို့ကအမတ်စနစ်စစ်စီရေးကိုကဲမှုဌာနချုပ်စာကခစနစ်ကိုအင်းအားဖြည့်ချင်လာရဲ့နောက်ပြီးမြဝတီဖအံကားလန်းကိုပြန်ထိန်ချုပ်ခြင်းလို့စစ်ကြောင်းထိုးတာပါလက်နက်တွေအလောင်းတွေတော်တော်များများရလိုက်တယ်လို့တော်လန်ရေးတပ်ဖွဲ့ဝင်တဦးမှပြောပါတယ်စစ်ကြောင်းထိုးဝင်ရောက်လာသည့်စစ်ကြောင်းသည်တနင်္သာရီတိုင်းကံယူရန်စစ်ဌာနချုပ်လက်အောက်ခံတပ်များတပ်မ22တပ်မ44လက်အောက်ခံတပ်များဖြစ်သည့်ခမရ နရရှင်ကြိုက်မယောခမရ100နှင့်မုတ်တမခမရ430နှင့်ပုတ်ပြင်းစသည့်တရင်များပါဝင်နေသည်ကရင်လက်နက်ကိုင်အဖွဲ့အချို့မှစစ်ကောင်စီကိုကူညီပေးခြင်းနှင့်ဝင်ရောက်တိုက်ခိုက်ပေးခြင်းများပြုလုပ်နေဒလာကြားပြပွားနေသည့်တိုက်ပွဲတွင်စစ်ကောင်စီတပ်ကိုကူညီပေးနေသည့်ကရင်လက်နက်ကိုင်အဖွဲ့အချို့ရှိနေကြောင်းသိရပါသည်ထို့ထက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် DKBA မှာဦးဆောင်သူစောတိုင်းရွှေခဘိုဘီဆိုသူသည်စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလက်နက်ခဲရန်ရိတ်ခါတည်းယူပို့ဆောင်ပေးခြင်းဦးဆောင်ပါဝင်တိုက်ခိုက်ပေးခြင်းများပြုလုပ်နေကြောင်းစည်ရေးတရင်ရေးမြင့်များထံမှသိရပါသည်ဘိုဘီဦးဆောင်သော DKPA အဖွဲ့သည်ကျုံတိုမျိုးနှင့်ကိုးတိုင်တို့တွင်စစ်ကောင်စီနှင့်အတူတက်ဆွဲနေပြီးတော်လန်ရေးတပ်များကိုတိုက်ခိုက်ရာတွင်ပါဝင်နေကြောင်းသိရသည် ဟိုအရင်ကဆိုစစ်တပ်ကိုတိုက်တာသူပါတယ်။နောက်တော့အလင်းဝင်ပြန်ရော အာနာသိန်းတော့သူ့အဖွဲ့ရိစစ်ကောင်စီကိုပြန်တိုက်တယ်။အခုသူပြန်ပေါင်းသွားပြန်ပြီ။သူကလမ်းကြောင်းကူညီပေးရုံနဲ့မဟုတ်ဘူး။ကိုတိုင်းဝင်တိုက်နေတာဟုစစ်ရေးတရင်အင်းမြင့်တအူးမှပြောပါတယ်။ ဖိုဘီဆိုသူသည်2024ခုနှစ်ဇန်နဝါရီလတွင်ဖြစ်ပွားခဲ့သည့်ကော့ကရစ်တိုက်ပွဲတွင်တော်လရေးတပ်ဖွဲ့များအပေါ်တစ္ဆာပေါက်ကစစ်ကောင်စီနှင့်ပူးပေါင်းပြီးကော့ကရစ်မြို့ကိုပြန်လည်တိုက်ခိုက်ခဲ့သူဖြစ်ကြောင်းသိရသည်။အလားတူ BGF တပ်ဖွဲ့ဝင်များဖြစ်သည့်ပူမောင်ဝင်းအောင်နှင့်ညလိုင် KNU KNLA PC ငင်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင်စောချက်ဆိုသူမှလည်းစစ်ကောင်စီတပ်ကိုကူညီပေးနေကြောင်းသိရသည်။တိုက်ပွဲတွင်စစ်ကောင်စီကဘာသာရေးအဆအဦးစာတင်ကြောင်းနှင့်အရက်သားများကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ရသည်။ ဧပြီလ14ရက်နေ့တွင်စတင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲခြေရွာများကိုလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊လေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်ခြင်းနှင့် drone များဖြင့်ပုံကျဲခြင်းများပြုလုပ်ခဲ့သည်။ကဏီခြေရွာရှိဖုန်ကြီးကျောင်း၊ဗလီဝင်းကခြေရွာစတင်ကျောင်း၊လေးတိုင်အောင်ချမ်းသာဖုန်ကြီးကျောင်း၊တလွဲထော်ခြေရွာဖုန်ကြီးကျောင်း၊ရေကျော်ကြီးခြေရွာဖုန်ကြီးကျောင်း၊ကမရိုက်ကြီးခြေရွာဖုန်ကြီးကျောင်းတို့ကိုစစ်ကောင်စီမှလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ရှင်းတိုက်ခိုက်မှုကြောင့်အသက်၃နှစ်အရွယ်ကလေးငယ်အပါအဝင်အနည်းဆုံးအရက်သား၁၀ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူ30ကျော်ရှိခဲ့သည်။ထို့ပြင်ဒရုန်းဖြင့်ပုံကျဲခြင်းနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့်အင်ဂျီ၊နောင်တမန်၊ရေပူ၅တိုင်၊ညညာတာလင်၊ရွာသိ၊ကြုံပိုင်း၊အုံးတပင်၊မြပတိုင်၊ချောင်းပြ၊ကော့ကတောင်၊ကော့ခမီ၊ကော့ဝါလဲ၊နွားချံကုန်း၊ကျွန်ကလေး၊တရက်တော်ကြီးရွာများကိုကြားရောက်ခဲ့သည့်အတွက်အရက်သားပြည်သူများဘေးလွတ်ရာသို့ဆစ်ရှောင်နေကြရသည်။ စစ်ဆောင်ရတာကြုံတို့ကောကရိနာကရွာအကုန်ပဲအချို့ကအိမ်ဆောင်လောက်ပဲထားခဲ့တယ်ခမရဂူဂယ်မန်းနဲ့ဖွင့်ကြည့်လိုက်ကြုံတို့ကောကရိနာကမြင်ရတဲ့ရွာအကုန်ပြစ်တာပဲရွာတွေကိုတေချာရည်ရွယ်ပြီးကိုပြစ်တာဖုံကြီးကြောင်တို့စာတင်ကြောင်တို့ဆိုရင်သူတို့ပြစ်မှန်များထားသလားမသိသူတို့စကန်းကိုတော်လန်ရေးလက်နက်ကင်တွေတိုက်ပြီးဆိုရင်ဘာမှမဆိုင်တဲ့ရွာတွေကိုပြစ်ချတော့တာပဲဟုကန်ဒီကျေးရွာမှာစစ်ပေးဆောင်ဒေသခံတအူးမှပြောပါတယ် ခေါကရီမျိုးအနီးမောင်းမရွာတဲ့အန်ကောင်ကြီးရွာ၊ကြိုက်တလိုက်ကြီးရွာ၊တောင်ပလန်ကြီးရွာ၊အန်ဂလော်ကြီးရွာ၊တောင်ကြားအင်း၊မြောက်ကြားအင်းနဲ့ဝိဆာကုန်းကြီးရွာတို့ကိုလက်နက်ကြီးများဖြင့်ပစ်ခတ်မှုများရှိသည်။ခေါကရီမျိုးအနီးဒေါနာတောင်လန်ဟောင်းရှိ အောက်ဘူတဲထမင်းဆိုင်တန်းကိုမေလ14ရက်နေ့မော်လွယ်ပိုင်းတွင်စစ်ကောင်စီတပ်မှလေကြောင်းပစ်ပုံကျဲတိုက်ခိုက်ခဲ့သည့်အတွက်အရက်သားပြည်သူ၃ဦးသေဆုံးခဲ့ကာ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဧပြီလ14ရက်နေ့မှာစတင်ခဲ့သည့်တလားကြတိုက်ပွဲတွင် အရသာပြည်သူတေဆောထိခိုက်မှုအခြေအနေရေအတွက်ကိုအသေးစိတ်ကိုမသိရှိနိုင်သေးပေစစ်ဘေးရှောင်အခြေအနေကြုံတိုးကော့ဂရိတ်တိုက်ပွဲဖြစ်ပွားနေသည့်အတွက်အရသာပြည်သူ6000ကျော်ဒေလွရာကိုစစ်ဘေးရှောင်နေရာကြောင်းသိရသည်ကြုံတိုးမြို့ဒေသခံများသည့် ဂျိုင်းတရာအနီးရှိရိုးမဟာကြီးရွာကိုစစ်ပေးရှောင်နေကြရပြီးခေါကရိတ်ဒေသခံများသည်မော်လမြိုင်ဖက်အန်နှင့်ကာမညာတို့တွင်စစ်ပေးရှောင်နေရကြောင်းသိရသည်ခေါကရိတ်မှာကပိတ်မိနေတဲ့သူတွေရှိသေးတယ်စစ်ကောင်စီဘက်ကပေးမသွားဘူးမြို့ကမဟုတ်တဲ့ကြီးရွာတွေကအဆင်ပြေသလိုအမျိုးရှိတဲ့ရွာကိုပြောင်းနေကြတယ်အပြောင်းနေတဲ့နေရာကလည်းလက်နက်ကြီးကြတော့တော်ရဲပြောင်းနေတဲ့သူတွေရှိတယ်စစ်ရှောင်စခန်းလိုတော့တတ်မှတ်ထားတာမရှိဘူးအိမ်နောက်စု30 50 100အဲ့လိုစုနေကြတာရှိတယ်လက်ရှိအခက်အခဲကဆေးဝါးလိုတဲ့အစားအသောက်လိုတဲ့မိုးကအစား လာပြီဆိုတော့မိုးကာတွေဘာတွေလိုတာပေါ့ဟုစစ်ရှောင်ကူညီပေးနေသူတအူကသတင်းဌာနသို့ပြောပါတယ်။တိုက်ပွဲညီနေချင်းကြုံတွုံးမျိုးတွင်ကိုဒေသခံများကမိမိအိမ်ရှိပစ္စည်းများကိုယူဆောင်ထွက်ခွာရာတွင်စစ်ကောင်စီတပ်မှစစ်ဆေးမြင့်မြန်ခြင်းငွေကြေးတောင်းခံခြင်းသွားခွင့်မပေးခြင်းများပြုလုပ်နေကြောင်းသိရပါတယ်။ ကျမတို့ပြစ်စီယူပြီးမျိုးတဲကပြန်ထွက်တော့အာထကစာတင်ကြောင်းမှာစစ်သားတွေနေနေတယ်သူတို့ကဘာလို့ပြစ်စီတွေလာတဲတာလဲဘာတင်းကြလို့လဲတယ်တင်းကြလို့ပြစ်စီတွေတဲနေတာမလားတဲ့တနက်နဲ့ချိန်ထားတာဟုတုံတိုးမျိုးကန်တအူကပြောပါတယ်ထို့ပြင်ဒေသခံပြည်သူဆက်နက်ဦးကိုစစ်ကောင်စီတပ်မဖမ်းဆီးခဲ့ကြောင်းသိရပါတယ်ကျုံတိုးမျိုးတွင်ဆက်သွယ်ရေးကြားဖြတ်ဆန်ညာတက်စင်ကဒေသခံပြည်သူများကိုစစ်ကောင်စီမှစောင့်ကြည့်နေပြီးထွန်းလန်တပ်ဖွဲ့များနဲ့ဆက်သွယ်သည့်ဆိုကဖမ်းဆီးမှုများပြုလုပ်နေကြောင်းသိရပါတယ် အခုအချိန်ကသူတို့အရန်ကြောက်နေပြီလေအဲ့တော့ဒေသခံတွေကိုစောင့်ကြည့်နေတာဒေသခံတွေပြောင်းပြေးပြီဆိုရင်သူတို့အတိုက်ခံရတော့မှသိပြီအဲ့ဒါကြောင့်ပြည်သူတွေကိုလူသားတိုင်းလုပ်ဖို့မျိုးတွေကထောက်ခွင့်မပေးတာဟုစစ်တပ် CDM အရာရှိတအူးကတရင်ဌာနသို့ပြောပါတယ်ဆက်လက်ပြီးစကခစနစ်ဌာနချုပ်ရှိပြီးတရင်ငါရင်ကျော်ရှိသည့်ဂျုံတို့မျိုးနဲ့ခေါကရိမျိုး ကျုံလုံးမျိုးနဲ့ကော့ကရိတ်မျိုးသည်အမတ်ဆက်နှင့်စစ်စင်ရဲကိုကဲမှုဌာနချုပ်စာကာခဆက်နှင့်လက်အောက်ခံတရင်များရှိသည့်မျိုးသည်စာကာခဆက်နှင့်လက်အောက်တွင်တရင်ဆက်ရင်ရှိပြီးတင်ငန်းညီနောင်မျိုးတွင်ချိန်မြန်တရင်ခမရ355 356 359ကျုံလုံးမျိုးတွင်ချိန်မြန်တရင်ခမရ545 546 ော်ဂရိတ်မျိုးတွင်ချိန်လင်းတက်ရင်ခါလာရ230 231ကော်ဂရိတ်မျိုးနဘူးရတွင်ချိန်မြတ်တက်ရင်ခါမရ948 948 949တက်ရင်များရှိသည်တင်ငန်းညီနောင်မျိုးရှိတရင်သုံးရင်ကိုပြီးခဲ့တဲ့နှစ်2024ခုနှစ်မတ်လတွင်တော်လန်ရေးတပ်ဖွဲ့များမှတင်ပိုက်နိုင်ခဲ့ကြသည်ခေါ်ကရိမျိုးတွင်တွင် အရှိတောင်တိုင်းစစ်ဌာနချုပ်ဒါရိုက်ကိုခဲ့သည့်ခြေလင်းတရင်ခါလာရကိုဇက်ကွန်မျိုးပြင်တွင် အမှတ်606 အမြောက်စခန်းကိုကဲမှုဌာနချုပ်လက်အောက်ခံအမှတ်332အမြောက်တရင်နှင့်လှိုင်ဝအမြောက်စခန်းရှိသည့်ကော်ဂရိတ်မြို့ဘေးတွင်အမှတ်စနစ်စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခစနစ်တည်ရှိသည့်ကျုံတို့မြို့တွင်ခမရတရင်နှရင်ရှိသည့်အပြင်ဘူဟာစခန်းကုန်းတည်ရှိပြီးအထက်တန်းစာတင်ကျောင်းအာထာကရက်စခန်းရတိကျောင်းဖုံကြီးကျောင်းဂျိုင်းတရာတို့တွင်စစ်ကောင်စီတပ်ရဲ DGBA BGF တို့မှတက်ဆွဲထားခြင်းဖြစ်သည့်ဂျမိုင်းသတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။ အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်